စီဝင်ဝင်နှန်းတွေအကြောင်းရိုက်ကူးတင်ဆက်ထားရဲဆိုရဲမြင့်မြတ်ရဲ့ရုပ်ရှင်ဇာတ်ကားအသစ်မြန်မာနိုင်ငံရဲ့တဘာဝဒရမာမင်းသားလို့တင်စားကြတဲ့မြင့်မြတ်ဟာစီရင်သားဇာတ်ကောင်တွေဘဝနာတဲ့ဇာတ်ကောင်တွေကိုတရုတ်ဖော်တဲ့နေရာမှာအတော်ဆုံးမင်းသားဖြစ်တယ်ဆိုရဲအသိမှတ်ပြုမှုတွေရှိပါတယ်မြင့်မြတ်ဟာအခုလိုမျိုးဇာတ်နာတဲ့ဇာတ်ကောင်တွေကိုပြီးပြောင်းတရုတ်ဆောင်နိုင်တဲ့အပြင်သူတရုတ်ဆောင်မှုတွေဟာအခြေခံလူတန်းစားတွေရဲ့ဘဝပုံရိပ်တွေကိုထင်ရှားတယ်လို့နာမည်ကြီးတာကြောင့်တဘာဝမင်းသားမိတ်ကပ်မကူတဲ့မင်းသားဖြစ်နာမည်ကြီးနေတာပါ သူဟာမကြသေးခင်ကမိစားဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးပြီးစီးခဲ့ပြီးထုတ်လွှင့်ပြသဖို့ပိုစတာတွေထုတ်ပြလာခဲ့ပါတယ်။ပိုစတာနဲ့ဆောက်ကောင်မိတ်ဆက်တွေတခန်းတနာထုတ်ပြလာခဲ့ပေမယ့်မင်းမြတ်ဟာလက်တလုံးမှာတော့ပရိသတ်တွေရဲ့အားပေးမှုကိုအရင်လိုရထားတာမျိုးမရှိတော့ပဲဝေဖန်ခံရတာတွေကြုံတွေ့နေရတာပါ။သူဟာမြန်မာနိုင်ငံရေးအခြေအနေကြောင့်ပြည်သက်တွေဝိုင်းပယ်ထားတဲ့ယုံလေးလိုမျိုးသူနဲ့နီးကပ်လွန်းတဲ့ဆက်ဆံရေးရှိနေတဲ့အပြင်တခြားနိုင်ငံရေးအကြီးအကဲတွေပါဝင်တဲ့ပွဲတွေမှာလည်းဖားရပြီးတော့တက်ရောက်တာမျိုးရှိတာကြောင့်အမြင်မကြည်နေကြတာဖြစ်ပါတယ် မြင်းမြတ်ကတော့သူကိုယ်တိုင်ဆိုရှယ်မီဒီယာပေါ်မှာတိတ်မရှိတာကြောင့်ရောတခြားအကြောင်းရင်းနေကြောင့်ရောပါပရိသတ်တွေရဲ့အမြင်ကိုအထူးတလည်ကယူမဆိုင်ဖဲနေပါရီသူရိုက်ကူးနေကြစကားတွေဆက်ရိုက်ကူးနေသလိုမြန်မာနိုင်ငံအတွက်လည်းသဘာဝဘေးအန္တရာယ်ကူညီရေးတွေမှာလည်းတက်တက်ကြွကြွကူညီနေတာဖြစ်ပါရီ